မင်္ဂလာပါအခုကတော့ Google Chrome မှာ Facebook page ကို Computer View Desktop View အတိုင်းအသုံးပြုတဲ့နေရာရှင်းပြပြဖြစ်ပါတယ်။အဲ့တော့အရင်ဆုံးကြောင့်ဒီ Google Chrome ပေါ့နော် Google Chrome ဝင်လိုက်ပါ။အဲဝင်ပြီးသားပြီဆိုရင်ကျွန်တော်ဒီ boy chat မှာ www.facebook.com ဆိုပြီးတော့ကျွန်တော်ဒီ login ဝင်ပြီးအသုံးပြုမယ်ဆိုရင်ဒါကကျွန်တော် phone နဲ့ view အတိုင်းပဲရမှာပေါ့နော်။အဲ့တော့ Computer View Desktop View အတိုင်းအသုံးပြုခြင်းနဲ့ဆိုရင်ကျွန်တော်ဒီပေါ်ကအဆက်လေး30ပေါ့နော်။ဒါလေးကိုတစ်ချက်နှိပ်နှိပ်ပြီးသားကျွန်တော်ဒီရဲ့ setting ကိုတစ်ချက်နှိပ်ပြီးရင်ကျွန်တော်ဒီအောက်နာလေးကကျွန်တော်ဒီ size setting ပေါ့နော် size setting ကိုတစ်ချက်နှိပ်အဲ့ပြီးရင်ကျွန်တော်ဒီအောက်ဆုံးနာလေးက အဲကြောင့်ဒီ desktop site ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးသားကြောင့်ဒီမှာက off ဖြစ်နေတယ်အဲတော့ကြောင့်ဒါလေးကိုဖွင့်ပေးလိုက်မယ်နော် okay ဖွင့်ပြီးသားပြီဆိုရင်ကြောင့်ဒီ back net ပြန်သွားမယ် okay ပြီးသားရင်ကြောင့်ဒီ web chat မှာ www. facebook login.com နော်ဒါလေးတစ်ချက်နှိပ်လိုက်မယ် okay ဒီတိုင်းရပြီဆိုရင်ကြောင့်ဒီရဲ့ facebook account sign in ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါ အဲဒီမှာကကျွန်တော်ဒီ Facebook account login ဝင်မိတာဖြစ်တဲ့အတွက်ကြောင့်ဒီ login တခါတည်းတိုင်ပြီးတော့ဝင်သွားတာပေါ့နော်ဒီနေရာမှာတခုရှိတာကကျွန်တော်ဒီတခါတလေမှာဒီ Facebook account sign in ပေါ့နော်ဒါတို့တစ်ချက်နှိပ်လိုက်လို့ကျွန်တော်ဒီဖုန်းထဲကတခြား browser တခုကိုရောက်သွားတာလို့ကျွန်တော်ဒီဖုန်းထဲက application ကိုရောက်သွားတာလို့ဆိုရင်ကျွန်တော်ဒါကိုဖိလိုက်ပေါ့နော်ဖိလိုက်ပါဖိပြီးသွားရင်ဆိုရင်ကျွန်တော်ဒီရဲ့ open in new tab ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါတစ်ချက်နှိပ်လိုက်ကြအောင်ခုနကတော့ဒီမှာ1လို့ပေါ်တယ်အဲ့တော့ဒါလေးကိုတစ်ချက်နှိပ်ပြီးသွားရင်ကျွန်တော်ဒီဘက်က2ပေါ့နော်2ကိုဖွင့်လိုက်အဲဒီပုံစံတိုင်းရပြီဆိုရင်ကျွန်တော်ဒီ Google Chrome မှာ Facebook page ကို desktop view အတိုင်းအသုံးပြုလို့ရပြီပေါ့နော်အဲဒီ login ဝင်လိုက်လို့ကျွန်တော်ဒီပုံတိုင်းမပေါ်ဘူးဆိုရင်လည်းကျွန်တော်ဒီရဲ့ asset list 30ကိုတစ်ချက်နှိပ်ပါနှိပ်ပြီးသွားရင်ကျွန်တော်ဒီမှာ desktop size ဆိုရှိပါတယ်ဒါလေးကိုကျွန်တော်အမှန်ချက်ပြလိုက်ပေါ့နော်အမှန်ချက်လိုက်တော့ကျွန်တော်ဒီ Google Chrome မှာကျွန်တော်ဒီ Facebook page ကို desktop view အတိုင်းအသုံးပြုလို့ရပြီပေါ့ဟုတ်ပြီနော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်